အသူများတွေတောင်ပြောတယ်တထောင်တန်းဆန်း၃နှစ်ရက်တည်နိုင်ပါမလားဆိုတော့အလ်ဟမ်ဒူလ illah ရက်တည်နိုင်ခဲ့ပါပြီအဲ့တော့ဒီလိုအလူရှင်တွေရှိလို့လေဝမ်းသာပါတယ်ကျွန်တော်ကိုလေဒီထက်တိတဲ့ကျွန်တော်တို့အမြဲပြောခဲ့ပါတယ်ကျွန်တော်စဖွင့်ကြတယ်ကျွန်တော်တို့တချို့ကလိမ့်နေထင်းတယ်ကျွန်တော်ပြောပြီးသားကျွန်တော်တို့ကျမ်းမာရေးကောင်းတဲ့၍ကျွန်တော်တို့ဒီဆိုင်ကို sporting အဖြစ်ကျွန်တော်တို့ဘက်ကလှူအားတန်တာအားကြောင့်မို့ဆိုင်းဘုတ်တော်ကျွန်တော်ပြောင်းလိုက်တယ်တမတ်တမီသားစုပရမဇုထမင်းဆိုင်တမတ်တမီသားစုဒါနာပြုအလှူထမင်းဆိုင်လို့ရေးလိုက်လှူလို့ရှင်အလှူရှင်ကမလိုက်တာများတယ် ဲ့တော့အလူရှင်ယုံပြီးကိုကျော်ရေးပွဲတထောင်လှူပေးပါဆိုရင်တထောင်လောက်မပြောနဲ့ဆယ်သိန်းမပြောနဲ့တဘူးလှူမဲ့အလူရှင်နမဲတောင်ထဲ့ပြီးတော့ကျွန်တော်ရဲ့အကောင့်မှာတင်ပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီအလူပေါ့ပါမယ်။အဲ့လိုသူများချွေးနေဆိုအလဟတ်တ်မလုပ်လို့လေဒီနေ့ကျွန်တော်တို့ဆိုင်ရဲ့ရက်တီမူကမှန်ကန်နေတာပါဗျ။တအားဝမ်းသာတယ် စေယုံကြီးမှာလည်းကျွန်တော်တို့တမတ်တန်ထမင်းဆိုင်ကအများအသိပါပဲနေ့စဉ်လည်းကျွန်တော်ရဲ့အကောင့်တွေဒါ TikTok တွေရောနောက်ကျွန်တော် Facebook တွေရောတင်ပါတယ်ကျွန်တော်ရန်ကုန်စေယုံကြီးကိုအဓိကဦးစားပေးမှလည်းထည့်ပေးတယ်အဲနောက်ပြီးလို့ရှိရင်တခြားစေယုံတွေကျွန်တော်အဓိကကကျွန်တော်တို့တမတ်တန်ရွေချက်ကိုကလိုအပ်တဲ့နေရာတွေကိုခက်ခဲတဲ့သူတွေကိုအဆင်ပြေစေရန်ရွေပြီးဖွင့်လာတဲ့ဆိုင်အဲတော့ကျွန်တော်စေတနာရှင်တွေပံ့ပိုးမှုတွေရှိတော့ကျွန်တော်ကလိုအပ်တဲ့စေယုံတွေကိုပံ့ပိုးရတယ်ဒီနေ့ဆိုလဲဒါအမကြီးတွေးကြရပါတော့အာကျွန်တော်ကိုဒီနေ့စေယုံကြီးမှာတအူးတက်ရောက်ဖဲ့ မတီပေးပါဆိုပြီးမတီလူပေးတာမာယူကေမွေးနေ့အချိုလေးဒါဒီနေ့ဆို9000တောင်မှ900စာကျွန်တော်တို့စေတနာရှင်တွေကျွန်တော်ကအများအမ်းကိုးကဏ္ဍကြိုက်တော့940လုပ်ပေးတာတယ်အဲနောက်မာယူကေရေတန်လေးပါရည်လဲလူရယ်လေရည်ဒီပါဆင်းဝယ်ရမယ်ဆိုရည်လဲလူတော့ရည်တန်လေးပါပြီးထပ်ပြီးတော့အဖြစ်ပေးတာလေဗျဟုတ်ကဲ့အမ ကျွန်တော်တို့တမတ်တန်ဆိုင်ကအများသိပါပဲဗျအခုချိန်ဒီဟင်းတပွဲ900ထမင်းတပွဲ900ရောင်းတဲ့ဆိုင်နောက်တစ်ခုကဒီအချိန်မှာငွေတထောင်နဲ့ကလက်ဖေးတစ်ခွက်တောင်မတည်ကြတဲ့အချိန်တွေတစ်ခုမှာကျွန်တော်တို့ကခက်ခက်ခဲခဲရနေပြီးတော့စေတနာရှင်တွေပံ့ပိုးမှုတွေနဲ့လှူပေးနေရတာဥမမာကြီးတွေ့ခဲ့တယ်လို့ပေါ့အာအလူလဲလှုပ်တယ်ငွေလဲထည့်ရင်အဲ့လိုအလူလေးတွေကြောင့်ကျွန်တော်ဒီနေ့ရက်တည်နေတာအဲ့တော့ဒါမာကြီးတွေ့ခဲ့ဆိုလဲကျွန်တော်ကိုဒါဈေးတထောင်လေးတောင်မမအောင်အမြဲတမ်း9000နဲ့အရင်တော့ဆို4000နဲ့မှာတယ်အခုဆို तू อ่ะအေး အိမ်မှာဈေးဝယ်နေတဲ့လူဆိုတော့တိတယ်ဗျ အဲ့လောက်မှကြိုက်တော့မယ်သူတို့လည်းဆိုအဲ့လိုရည်ရွယ်ပြီးကိုလှုပ်ပေးတာအဲ့တော့တခြားအလူရှင်တွေရှိနေတယ်ကျွန်တော်တို့နောက်ပိုင်းလဲဒီအလူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုဆိုလေတာတတ်မှတ်ထားတယ်တထောင်တန်ကတော့ငဖဲစိတ်အယူသားနဲ့ထမင်းနဲ့ဟင်းနေပေါ့နော်ကျိုင်းနေတဲ့အဟင်းတစ်မျိုးတွေကတစ်မျိုးရွေးထမင်းနဲ့တပူးကိုတထောင်ပေးတယ်အဲ့2000တန်ဆိုရင်ကြက်သားဟင်းနဲ့ထမင်းလှုပ်ပေးလိုက်တယ်3000တန်ဆိုရင်တော့ထောပတ်ထမင်းနဲ့ကြက်သားဟင်းလှုပ်ပေးလိုက်အခုနောက်လို့ပေါ့နော်ဟိုကျွန်တော်တို့ကအစ္စလာမ်ဆိုင်ဆိုတော့ကြက်သားကအသေးသားတွေဘာတွေလှုပ်လို့မရဟာလယ်ကြက်သားကင်ရတဲ့ပုံမှာဟိုကြက်သားကကိုယ့်အိမ်မှာစားသလောက်ပဲရမယ် ဲ့ထောပတ်ထမင်းလေးနဲ့အဲ့လိုလေးပေါ့တချို့ကြောက်လဲအကောင်းဆုံးမှအကောင်းဆုံးရွေးပေးခြင်းကြကိုစားသလိုဟိုလိုအပ်တဲ့လူတွေကိုလည်းပေးစီခြင်းနဲ့ရည်ရွယ်ချက်တွေပါအဲ့တော့ကျွန်တော်တို့ဆိုင်ကိုဒါစပိုးရင်းနေပေါ့ဒါအလူတွေဆိုတာကအမြဲတမ်းကျွန်တော်တို့ဆိုင်ရဲ့စပိုးရင်းနေပါမာကြီးတွေကပါဝင်ပေါ့ကျွန်တော်ကိုအမြဲတမ်းစပိုးရင်းယနေ့အချိန်ထိပုံမှန်ပုံမှန်ထက်လှူလာရတာပို့ပို့လှူလာရတာဘာကြောင့်လဲဆိုစေတနာရှင်နဲ့မေတ္တာတရားပါကိုလည်းစေတနာအပြည့်ထားပြီးနောက်တစ်ခုကကျွန်တော်တို့မှာကလှူလို့ရှင်အလှရှင်ကမလိုက်တာများတယ် အဲ့တော့အလူရှက်ယုံပြီးကိုကျော်ရေးပွဲတထောင်လှူပေးပါဆိုရင်တထောင်လောက်မပြောနဲ့ဆယ်သိန်းမပြောနဲ့တဘူးလူမဲ့အလူရှင်ရဲ့နာမည်တောင်ထည့်ပြီးတော့ကျွန်တော်ရဲ့အကောင့်မှာတင်ပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီအလူပေါပါ့မယ်။အဲ့လိုသူများချွေးနေဆိုအလဟတ်တ်မလုပ်လို့လေဒီနေ့ကျွန်တော်တို့ဆိုင်ရဲ့ရက်တီမူကမှန်ကန်နေတာပါဗျ။ဟုတ်ကဲ့ပါဗျ။ဟုတ်ကဲ့ကျွန်တော်တို့ဒီတမတန်ဘောပေါ့နော်။အမြဲတမ်းစပိုရင်ပေးတဲ့အလူရှင်တွေကကျွန်တော်တို့တမတန်ကိုအမြဲတမ်းမြစ်တာထားပြီးနေတဲ့အလူရှင်တွေက ဒါစုမွန်သူဟာပေးနေတဲ့အလှရှင်တွေရဲ့မေတ္တာတရားတွေကြောင့်ဒီနေ့တမတ်တန်ကနှစ်နှစ်ကျော်တိုင်အောင်အခုဆို၃နှစ်သူများတွေတောင်ပြောတယ်တထောင်တန်းဆန်း၃နှစ်ရက်တည်နိုင်ပါမလားဆိုတော့အလ်ဟမ်ဒူလ illah ရက်တည်နိုင်ခဲ့ပါပြီအဲ့တော့ဒီလိုအလှရှင်တွေရှိလို့လဲဝမ်းသာပါတယ်ကျွန်တော်ကိုလည်းဒီထက်ဒီထက်ကျွန်တော်တို့အမြဲပြောခဲ့ပါတယ်ကျွန်တော်စဖွင့်ကြတယ်ကျွန်တော်တို့ချို့ကလိမ့်နေထင်တယ်ကျွန်တော်ပြောပြီးသားကျွန်တော်တို့ကျမ်းမာရေးကောင်းတဲ့၍ကျွန်တော်တို့ဒီဆိုင်ကို sporting အပြည့်ကျွန်တော်တို့ကလှူအားဒါနာအားကြောင့်မို့ဆိုင်းဘုတ်တော်ကျွန်တော်ပြောင်းလိုက်တယ်တမတ်တန်မီတာစု ပရမသုထမင်းဆိုင်တမတ်တမီသားစုဒါနပြုအလှထမင်းဆိုင်လို့ရေးလိုက်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လောအားဒါနနိုင်တယ်အလှရှင်တွေကငွေအားလူအားစေတနာအားတွေမေတ္တာအားတွေနဲ့ပံ့ပိုးရင်ကျွန်တော်တို့ဆိုင်ရရေရှည်ရက်တည်မယ်ဒီနေ့ဆိုလေဒါမယူဒွေကေမွေးနေ့အတွက်လှူပေးတဲ့မယူဒွေကေကိုလည်းကျေးဇူးတင်တယ်ကျွန်တော်ကိုအမြဲတမ်းလှူလှူပေးတဲ့လူမျိုးစုံဘာသာစုံကျွန်တော်ဆိုင်အမေသားဝတ်သားမယောင်းတဲ့အတွက်ဒါလူမျိုးစုံဘာသာစုံဟိန္ဒူဆိုလေလှူတယ်ခရစ်ယာန်ဆိုလေလှူတယ်ဗုဒ္ဓဘာသာလှူတယ်အစ္စလာမ်လှူတယ်လူမျိုးစုံဒါအားလုံး စေတနာတချို့ကဒုက္ခရောက်လာရင်အလှလုပ်ဖို့တတိယသွားတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ဒုက္ခတွေကအလှတွေနဲ့ဆေးလိုက်တဲ့သဘောအလှလုပ်လိုက်လို့ရှိရင်ဒုက္ခက တဝက်ငင်းငံသွားပြီသူစိတ်ထဲမှာအေးချမ်းသွားတဲ့သဘောအဲ့တော့ကျွန်တော်တို့ဆိုင်ပို့ပြီးတော့တောင်မှလူတွေကတောကများလာပြီဆိုဟာထမင်းတို့တွေ၁၀ရုပ်လောက်ပေးလိုက်ပါမယ်ငွေတောင်ဘာမှမဟုတ်အမှသူ့တောကတခုအေးချမ်းသွားသူ့ပုံမှာခေါင်းမှာဟာခေါင်းကိုက်နေရတဲ့တခုအေးချမ်းသွားတယ်အဲ့ကြောင့်မို့အလှဆိုတာလှပြီးရှိရင်လှပြီးရှိရင်မှာလှလေးလေးရှိလေးလေးလှလေးလေးရှိလေးလေးမှန်ကန်တဲ့အလှတော့ဖြစ်ဖို့လိုတယ်အများတန်းကျွန်တော်တို့မြန်မာမှာစကားပုံတွေရှိပါတယ် ဟိုညောင်ပင်တော့လှူပြီးတော့မှညောင်သီးတော့ကုသိုလ်မရတဲ့လူတွေတချို့ညောင်သီးတော့မှလှူပြီးညောင်ပင်ကြီးတော့ကုသိုလ်ရဆိုတာအများကြီးပဲအားကြောင့်မို့တဘူးလှူတဲ့လူကိုလည်းကျွန်တော်တို့ကတန်ဖိုးထားသလိုပွဲတထောင်ပွဲတထောင်လှူတဲ့လူတွေလည်းဒန်းတူတန်ဖိုးထားပါတယ်ဗျကျွန်တော်ကိုမြေတားထားပြီးတဲ့အလူရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်